မင်္ဂလာပါခင်ဗျာ ASK ဖြည့်ရှင်းပြတဲ့ပို့ဆောင်များစီစဉ်ရနေကျေးဇူးပါရခင်ဗျာကျွန်တော်တာတူးပါမမမဲပါပါရှင့်ကဲဟိုအေးကိုမင်္ဂလာပါမင်္ဂလာပါဒီနေ့လေးရောအကိုဘာတွေများရှာဖွေလာသေးလဲအော်ဟုတ်ပြီဗျာကဲအဲ့ဆိုအခုဒီတစ်ပတ်အကိုပြောပြမယ်အပတ်ပေါ့ဟုတ်ဟုတ်ကဲနားထောင်မယ်လေโอเคပြောပြမယ်နော်ကဲဒီဘက်ကတော့အကိုကဒီအကိုတို့ဖြည့်ရှင်းပြပုံစံများအစီအစဉ်မှာပြောပြမှာကတော့ဟိုတကယ်တကယ်ပေါ့ဘဝထဲမှာရှိနေ main black အကြောင်းကိုပြောပြပေးတော့မှာ main black main black နော်ရုပ်ရှင်လည်းရှိရယ်နော် main black ကအင်းအဲ့နော်ပြောပြပေးမယ်နော် အဲ့တို့ကကြတော့ဒါတကယ်အစ်စ်မှန်လားပေါ့နော်ပြီးတော့တို့ကလည်း Hollywood မှာရှိတဲ့မင်းသားတွေလိုအမိုက်စားတွေဖြစ်နေမလားပေါ့နော်ဟုတ်ဒါဒီ Men in Black ဟိုကြည့်ခဲ့ရတာတကယ်ဖြစ်ရဲ့အမှန်ကိုဒါအခြေခံရလားဆိုတော့ဒါတခါမှတော့ကိုယ်မသိခဲ့ဘူးပေါ့နော်နော်ဟုတ်တယ်လေ Men in Black ဆက်ကနာမည်ကြီးရဲ့ကွာဒါပေမဲ့ကိုယ်ကြည့်တဲ့အချိန်မှာတကယ်ဟိုဘုတ်အအမှန်ကိုအခြေခံထားလားဆိုတော့ကိုယ်တခါမှမသိခဲ့ဘူးလေနော်အဲ့တော့အဲဒီနေ့ဒါသိရတော့မှာပေါ့ဟုတ်ကဲ့နော်သိချင်တယ်မလားသိချင်တာပေါ့ဟုတ်ကဲ့ဟုတ်ပြီနော်ပြောပြမယ်နော်ဒါဒီ Men in Black အနေရောင်မျိုးသားတွေကတဲ့ခန်းစားချက်မဲ့တယ်မျက်နာတွေနဲ့နော်အေးဆက်တယ်နော်ပြီးတော့ဟိုစိုးဝါးတဲ့ပုံစံပေါ့နော်အချို့တဲ့ကိစ္စတွေမှာကြာလို့ချင်းသူတို့ကလူမဆန်မဲ့နေတဲ့နောက်ဒီအနေရောင်ဝတ်စုံတွေကိုပဲပေါ့နော်ဝတ်ဆင်ထားတာကိုသူတို့အမြင်နဲ့ဖော်ပြကြတယ်ပေါ့နော် Men in Black ကပေါ့ကွာဟို UFO ကိုမြင်ဘူးတယ်လို့ဆိုတဲ့သူများနဲ့တဲ့တပီလို့ရှင်ဒါ UFO ကိုသူတင်နာပြုတ်နေတဲ့သူဆိုပြီးတော့ခါကြတော့ဒါဒီဒီလူနှမျိုးကိုပဲသူကဟိုစကားပြောတယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုပြောတယ်ပေါ့ကွာအဲ့လိုပြောကြတယ်ပေါ့နောက်သူတို့က အဲသူတို့ကသူတို့ဒါလျှို့ဝှက်တဲ့ဖွဲ့စည်းရဲ့ဒါဒစိတပိုင်းအနေနဲ့ဟိုတင်ပြကြပြီးတော့เนาะတခါတည်းမှာဆိုလို့ရှိရင်ねအဖြစ်အောင်ကတ်တစ်ခုအပေါ်မှာဒါတင်ဂေတဒစိနဲ့ပေါ့เนาะဟို security ဆိုတဲ့စလုံးရေးထားတဲ့ကတ်ကိုသူတို့ကဒါထုတ်ပြကြတယ်တဲ့เนาะတချို့ကိစ္စတွေမှာတော့ဒါအချင်းချင်းဟိုနံနဲ့ဟိုပေါ့နံမဲထက်ကိုပေါ့ကွာဟိုနံပါတ်နဲ့ပေါ့သူတို့ကရည်ညွှန်းကြတယ်ပေါ့เนาะသူတို့ဆိုလို့ရှိရင်ねလူတွေကိုဒါသူတို့ရဲ့ UFO တွေ့ကြုံမှုတွေနောက်ပြီးလို့ရှိရင်သူတည်နာပြုတ်ခြင်းအကြောင်းတွေကိုပေါ့เนาะဟိုတိတ်ဆိတ်နေဖို့လို့ဒါချိန်ချောက် ပြီးတော့เนาะကြောက်လန့်အောင်လှုပ်ကြတယ်ပေါ့เนาะသူတို့ကဒီပြင်ပဆက်ကြော်လာတဲ့တန့်စင်သူတွေအဖြစ်နေယူဆကြတယ်ပေါ့เนาะအနိုင်အောင်လေဘယ်လောက်ထိသူတို့ဝစ်ကြရလဲဒါမှမဟုတ်သူတို့ကလေဒီရုပ်ရှင်ထဲမှာတွေ့ရပေါ့เนาะမဘလန်နဲ့တူတာလားอืมသူတို့တကယ်ဘယ်လိုပုံစံရှိရလဲဆိုနောက်ပိုင်းကြာလို့ရှင်တာကိုတို့ကပြောမယ်လीဆက်ပြမယ်เนาะဟုတ်ကဲ့ဟုတ်ပြမယ်เนาะသူတို့အဲ့အရေးပြောင်းဆက်ဆုပ်လိုက်တဲ့အခါမှာလေဂျိုးတိုင်းတို့ထွက်လာလားကဲโอเค အခုအဲ့ဒီအခြေခံနေဦးဒါသိပြီးပြီပေါ့ကွာဘာဖြစ်တော့အခုအမြင်ရဆိုလို့ကျွန်တော်ဒါကြောက်ရအကောင်ဆုံး Men in Black နဲ့တွေ့ဆုံမှုရဲ့အစီအခံစာတွေဦးဒါပြောပြပေးမယ်เนาะဟုတ်ဒီ Men in Black เนี่ยเนาะပထမဆုံးမှတ်တမ်းတင်ဘူးတဲ့အတွေ့အကြုံကိုကျွန်တော်ဒါ1948ခုနှစ်မှာဇွန်လပေါ့နော်အဲ့မှာသူကဘယ်သူကတွေ့ရလဲဆိုတော့လေ Harold Dahi ဆိုတဲ့လူရှိရနေပြီးကြားသိလာရတာပေါ့နော်ဒီ Harold Dahi ကသူကသူ့ရဲ့လှေပေါ်မှာသူရှိနေစင်မှာပေါ့နော်ဒါအေယာမဒိုနတ်ပုံတန်ရှိရအရာကြီး6ခုရတယ်ဒါကောင်းငင်မြုံပေါ်မှာသူမြင်လိုက်ရတာပေါ့ကွာ ဲ့ဒီရာဝတ္ထုတွေကတခုကပြုတ်ကျလာပြီးတော့တဲ့ဒီအပျက်စီးကြီးကဟိုလွင့်စင်ထွက်လာတယ်ပေါ့အဲ့မှာလွင့်စင်လာတဲ့ဥစ္စာကသူ့ရဲ့ခွေးကိုမှန်တယ်မှန်တော့သူကသူ့ခွေးကတည်သွားပြီးတော့သူ့သားဖြစ်သူလည်းသူကဒဏ်ရာခဲ့တယ်တဲ့အဲ့မှာသူကဒီဘာလုပ်လဲလဲဆိုဒီအပျက်စီးကြီးကိုသူကဓာတ်ပုံကြီးရယူလိုက်တာပေါ့နော်ဓာတ်ပုံလိုက်တဲ့ခါကျတော့နောက်ပိုင်းကျတော့ဘာလုပ်လဲဆိုအနောက်ရောက်ဝတ်တဲ့အမျိုးသားရောက်လာပြီးတော့ခါကျသူကဒီဓာတ်ပုံကြိုက်ထားဥစ္စာနှိမ့်မိန်တော်အောင်လုတ်လိုက်ပြီးတော့ခါကျတော့တဲ့ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးတော့မပြောဖို့ကိုလည်းသူ့ကိုမှားခဲ့လိုက်တယ်တဲ့อืมအဲ့ဒါသူတို့မှာဒီ1948မှာဒေါနတ်တွေရှိနေရလား ဒိုနာရောထွက်ပြီပေါ့အဲ့အချိန်ပေါ်လာပြီပေါ့မလို့လေခင်ကောင်းကင်မှာဒိုနာပုံတံရှိတဲ့အရာဝတ္ထုတွေ့ခဲ့လို့ပြောခဲ့လေဟုတ်ပြီအခုအခုမဲနေမလဲပြောပြတဲ့အချိန်မှာမဲဟွာကောင်းတယ်မှာဒိုနာပဲဝင်လာလားဟုတ်ကဲ့ဒိုနာဒိုနာပေါ်ပြီလို့ပဲထင်လိုက်တာလေမဲဟွာဒိုနာအဲ့လိုမျိုးဟိုထွက်လာပြီနော်ဟုတ်ပါပြီသူကသူကသူကိုယ်တော်မှသူတည်သွားတယ်လေအေးဟုတ်တယ်လေโอเคโอเคနောက်ဖြစ်ပြတစ်ခုอ่ะကြတော့ကွာ 1969ခုနှစ်မှာပေါ့နော်ရောဘတ်ရစ်ချစန်ဆိုတဲ့လူရှိကနေပြီးတည်ရတာပေါ့နော်အဲရောဘတ်ရစ်ချစန်ကတဲ့ဒါ OIO ပြည်နယ်မှာရှိတယ်ဟိုတိုလီတိုမှာပေါ့နော်ညဘက်မှာသူကားမောင်းနေတာတဲ့အဲ့ချိန်မှာသူက UFO နဲ့တိုက်မိခဲ့တယ်ဆိုပြီးသူကတည်လာအဲ့လူရှိကပြန်တည်ရပေါ့ UFO နဲ့သူတိုက်မိခဲ့တယ်တဲ့အဲ့မှာသူကဘာဖြစ်လဲဆိုတော့အဲ့သူကတည်တဲ့နေရာမှာသူကဒီအရာဝတ္ထုကပေါ့နော်အဲ့ဟိုပျောက်သွားတာပေါ့နော်ပျောက်သွားတယ်အဲ့မှာဟိုအဲ့မှာဒီ Richardson ကတတ်ထုဆိုင်တေးသေးလေးကိုဒါ UFO ကလို့ထင်ပြီးတော့ခါတယ်သူကအိမ်ကိုသူကယူလာခဲ့တယ်သူတို့တိုက်မိတဲ့ထဲကနေဒါဂျန်ခဲ့တဲ့အပိုင်းစာဆိုပြီးတော့ကွာသူအဲ့လိုယူလာတယ်တဲ့တပတ်လောက်ကြာမှဆိုလို့ရှိရင်ဒါဒီ Richardson ကအနောက်ရောင်ဝတ်စုံမှုအမျိုးသားနှစ်ဦးကသူ့ရှိကိုရောက်လာတယ်တဲ့ရောက်လာရောက်ပြီးတော့ခါကြဒီအမျိုးသားလေးကပေါ့နော်ဒီတတ်ထုအပိုင်းစာလေးတွေကိုပြန်ပြီးတော့တောင်းလာတဲ့သူဒါမဲ့သူက ဗာဒီရစ်ချာဆန်ကတော့သူ့ကိုဟိုစမ်းတက်ဖို့ပေါ့နော်လွှဲပစ်လိုက်ပြီပေါ့နော်ဒီဒီတတုပိုင်းစားလေးစမ်းတက်ဖို့သူလွှဲပစ်လိုက်ပြီလို့ပြောတဲ့အခါမှာသူတို့ကရစ်ချာဆန်ကိုသူချင်းချောက်တယ်ဒီလားမိမိမောက်ဦးတဲ့အခုလိုပဲလှနေစီခြင်းသေးသလားပေါ့နော်ချင်းချောက်လိုက်နော်ချင်းချောက်လိုက်တယ်နော်ချင်းပြီသူအဲ့တတုအပိုင်းစားကိုပြန်ရအောင်လှုပ်လို့ရှိရင်ပိုကောင်းမယ်ဆိုပြီးတော့သူအလိုချင်းချောက်ပြီးတော့ပြောလိုက်တာတဲ့အဲ့မှာသူကဒီရစ်ချာဆန်ကကြာဒီယောက်ျားတွေရဲ့အထံတွေဘာမှသူကထပ်မကြတော့ဘဲနဲ့ပေါ့နော်ဒီတတုအကြောင်းပေါ့နော်သူဘယ်လိုသိသွားလဲဆိုတာပဲသူက ဟိုစဉ်းစားမိနေရပေါ့ကွာသူတို့ပြောတဲ့စကားကသူကောင်းတယ်မဝင်တော့ဒီတရုတ်အပိုင်းစာကိုသူပဲယူလာသူပဲတည်တာလေနော်အဲ့တော့ဒီလူကြီးဘယ်လိုတည်တာလဲဆိုတော့ तू ကစဉ်းစားနေရပေါ့နော်အဲ့လိုမျိုးအဲ့တော့ तू ကဘာလို့ရဲရဲစီကိုမသွားရလဲအင်တာနက်မှာရော तू ဘာလုပ်နေလဲဆိုတာတကယ်ဟိုပေါ့အင်တာနက်မှာရှာနေရလားပေါ့ तू ဘာလို့တည်နေဆိုတဲ့ဟာကို तू ရှာနေရလားညီမသိချင်တာအဲ तू ကဟိုရဲရဲစီတော့ तू သွားပြီးပြီထင်တယ်လေနော်သွားပြီးတော့အဲ့ခက်ကာလာမှာဒါအင်တာနက်မရှိဘူးလေဒါ1969ခုနှစ်လေဟုတ်နော်ဟိုနောက်တစ်ခါကကြတော့ကွာ သူက1968ခုနှစ်ပေါ့နော်တိုက်မှာကသူကနယူးဂျာစီမှာဖြစ်ခဲ့တာတော့ UFO ကိုဒါသူကဟိုသူတင်လာလို့တူတည်တည်ပေါ့နော်ဟို Jack Robertson နဲ့သူ့ရဲ့ဇနီး Mary ပေါ့နော် Mary တော့သူတို့ကကြတော့ဒီတိုက်ခန်းအဆောက်အဦရဲ့ဒါလမ်းတစ်ဖက်မှာနေပြီးတော့ခါကြအနက်ရောင်ဝတ်ထားတဲ့အမျိုးသားတဦးကသူကကြောက်ရွံ့လှုပ်ချင်းကိုသူကခံခဲ့ရတယ်လေကဲသူတို့တိုက်ခန်းကကြတော့ကဖောက်ထွင်းရှာဖွေထားသလိုဖြစ်နေပြီးတော့တဲ့ဒါထူးဆန်းတဲ့လူကိုသူက သုံးရက်ဆက်တိုက်တွေ့ပြီးနောက်မှာတော့သူတို့ရဲ့သူတို့ရဲ့တငယ်ချင်းပေါ့နော်တင်မိုသီဂရင်းဘက်ကလီကတဲ့သူကအနည်းကကြည့်ဖို့လို့ဆုံးဖြတ်ပြီးတော့သူကဓာတ်ပုံရိုက်ခဲ့တာဓာတ်ပုံရိုက်လိုက်တယ်နော်အဲ့မှာဒါကင်မရာနဲ့ဖမ်းမိတဲ့ဒါ Man in Black ရဲ့ရှာရှာပါပါဒီဓာတ်ပုံပေါ့ရုပ်ပုံတပုံဖြစ်လာခဲ့တယ်နော်သူကအဖြူမဲဆိုရင်အနက်ရောင်ဝတ်ထားတာဘလို့သိနိုင်ပါလဲဟိုနက်ပြောင်လည်းဖြစ်နိုင်တာပဲလေအဲနောက်တစ်ခုပြောပြမယ်နောက်ထပ်ဟိုတွစ်ဆုံမှုကပေါ့နော်နည်းနည်းပို့ပြီးတော့သူထူးဆန်းတယ်ဟုတ်လားဟိုအံ့ဩဖွယ်ရတဲ့နယ်လေသူကဖြစ်နေခဲ့တယ်ပေါ့နော် ဒါကတော့စက်တဘာလ17ရက်1986ခုနှစ်မှာဖြစ်တာနော်သူကမန်နီမန်နီမှာသူကနေထိုင်တဲ့ဆရာဝန်တစ်ယောက်ဖြစ်တဲ့ဒေါက်တာဟိုဟာဘက်ဟော့ကင်းနော်သူကအဲ့မှာဒေါက်တာဟာဘက်ဟော့ကင်းကအဲ့ UFO ဖြစ်ရတဲ့ကိုသူကလေ့လာနေတဲ့အချိန်မှာပဲ New Jersey UFO အဖွဲ့အစည်းနဲ့ကိုယ်စားလှယ်စုသူတွေပေါ့နော်သူကအဲ့အမျိုးသားအဲ့မျိုးသားထံနဲ့သူကဖုန်းခေါ်ဆိုမှုသူကလက်ခံရရှိခဲ့တယ်ပေါ့နော်အဲ့လူကဒီဒေါက်တာဟော့ကင်းတယောက်တည်းရှိနေရလားနော်သူတွေတနာကိုပြန်တုံးသက်ခြင်းလို့ เนาะဟိုစလို့ရနိုင်လားဗောလို့သူကမေးတယ်ဗောเนาะဒေါက်တာဟောကင်းကကြောက်တယ်သူကသဘောတူလိုက်ပြီးတော့သူကဖုံးချလိုက်တယ်ဗောကွာเนาะအပြင်ကမီးတွေဖွင့်လိုက်တာနဲ့အဲ့လူကသူအိမ်ငကားစီကိုလေလှေကားတက်တွေကနေပြောတက်နေပြီဆိုပြီးတော့သူကအဲ့လိုပြန်ပြောတယ်เนาะเนาะအဲ့ဟောကင်းကဒီလူနဲ့ပတ်သက်ပြီးတော့ဗောเนาะဖော်ပြချက်တည်းကတော့ကြောက်မှတ်ဖွယ်ဟိုအကောင်းဆုံးဖြစ်တယ်ဗောเนาะဟိုသူကဘယ်လိုလဲဆိုတော့တက်တက်ရဲချုပ်ထားတယ်တဲ့အနဲ့ရောင်ဝတ်စုံကိုသူကဝတ်ဆင်ထားတယ်ဗောအဲ့မျိုးသားတွေကတဲ့မျက်ခုံးနေမျက်တောင်နေစပင်းနေမရှိဘူးတဲ့ ဟဲ့ပြီးတော့အယုတ်လိုပဲတူကဒီဖြူစင်ချုံ့မွနေတယ်ပေါ့နော်တူကပလတ်စတစ်ဟိုပလတ်စတစ်တွေကိုအဲ့လိုအဲ့လိုမျိုးအဲ့ပုံနဲ့အသားကြီးကိုတူပိုင်ဆိုင်ထားတယ်တဲ့သူ့ရဲ့နှက်ခမ်းနေရတဲ့ဗရမားနေအောင်ရှိနေပြီးတော့လေသူ့ရဲ့ဟိုပြောတဲ့အပြောအဆိုကပေါ့နော်စကားလုံးနေရဟိုပြောနေရဟိုဆက်တလုံးကနေပြောနေတဲ့ပုံစံကိုကြားရတယ်လို့မျိုးပဲအဲ့လိုအဲ့လိုပဲပေါ့နောက်ခန်းစားချက်မဲ့ပြီးတော့ခါကြတော့သူကမိုနိုတုံးအတန်ပေါ့နော်အတန်ကတူတဒန်းနေကြီးအဲ့လိုဖြစ်နေတာမျိုးတဲ့သူအဲ့လိုပြန်ပြောပြရတယ် မေးအောင်မယ်အဲ့ဆို तू ကဖြူဖြော့ပြီးဒီလိုတင်းနေတဲ့အသားရည်အတုတွေဖြစ်နေတယ်ဆိုပေမဲ့တကယ်ဒီလိုနှက်ခမ်းနေအဲ့လိုပေါ့နော်ရဲရဲလေးဖြစ်အောင် तू လှုပ်ထားတယ်ပေါ့နော်အရေးစိတ်ဝင်စားအဲသူတို့အဲ့နှက်ခမ်းတွေကိုလက်တွေ့ဆောင်ပေါ့နော်သူဖန်တီးထားရတာသူတို့ရဲ့ဒီပညာအလုံးထည့်သွင်းထားရလားဒါမှမဟုတ်ဒီကြံတဲ့ဟာတွေကကြတော့ပုံမှန်စကားမပြောနိုင်ဘဲနဲ့ကြောက်စရာကောင်းတဲ့ပုံပေါ်တာရောဟေ့ဗောလီမဟုတ်လို့လားမဟုတ်လို့လား အနေအောင်ဝတ်ထားတဲ့သူကကြတော့ကွာဒီ Hawking ကတဲ့ဗျာ Hawking ကိုပေါ့နော်သူကဘာလုပ်လဲဆိုတော့ဒီအကျွေးစိတပြားသူကထုတ်ခိုင်းတယ်တဲ့အဲ့အကျွေးစိကိုစောင့်ကြည့်ဆိုပြီးတော့ Hawking ကိုခိုင်းတာအဲ့လိုပြောခဲ့တယ်အဲ့မှာသူကဘာလုပ်လဲဆိုတော့ Hawking ကဒီအအကျွေးစိကိုသူကြည့်နေကြမှာသူအဲ့ကြီးနီရောင်ကနေပြီးတော့ဟွေးနေတော့ဘာဖြစ်လဲငွေရောင်ပြောင်းလာတယ်ငွေရောင်ကနေပြီးတော့မာတယ်သူကအပြာရောင်ဖြစ်လာပြီးတော့အဲ့အကျွေးစိအပြာကတဖြည်းဖြည်းနဲ့မှုံသွားလာပြီးတော့ပဲတကယ်ကို ဒီသူ့ရှိမှာတကယ်ကိုရိုးရှင်းရှင်းပဲကွာပျောက်သွားတာဟာနော်အဲ့မှာဟော့ကင်းကသူကပြန်ပြောပြတာပေါ့နော်အဲ့ဒီနောက်မှာတော့အဲ့လူကနေပြောတယ်ဟော့ကင်းကိုသူ့ရဲ့ UFO သူ့တေသနာကိုပေါ့နော်ဟိုပေါ့ဖြတ်လိုက်ဖို့ဖြတ်လိုက်ဖို့အဲ့ဒီအမေပေးခဲ့တယ်ဆိုပြီးတော့ဟော့ကင်းကပြောတယ်စိတ်ဝင်စားကြတော့ကောင်းလားနော်ဒါပေမဲ့အဲ့လိုသူပြောပြတော့လူတွေကယုံမာတယ်လားဒီဇလန်ကိုပြောပြရင်ဟိုပထမအကြိမ်ရောဒုတိယအကြိမ်ရောယုံမအောင်မဟုတ်လေနော်အခုအယူတယောက်လောက်ဖြစ်တယ်လို့ပြောနေကြအောင်ပါအေးပါအခုနောက်ပိုင်းတွေ့ဆုံမှုတွေကကြတော့လေဒါ Dan Akyok ဆိုလူဖြစ်တယ်ပေါ့နောက်နောက်ထပ်ထပ်ကြုံရတယ်ပေါ့ဒါချက်ပြောပြတော့မယုံမှဆိုလို့เนาะဟုတ်ပြီဟုတ်ပြီเนาะ၂၀၀၂ခုနှစ်ဇန်နဝါရီလမှာတော့ဒီ Dan Akwa ကရတဲ့ဟိုအောက်ဒဲလ်ဆိုတဲ့အမည်ရတဲ့ရုပ်သံအစီအစဉ်တစ်ခုကိုကသူက Sci-Fi Network အတွက်ကိုသူကရောင်းချခဲ့တယ်သူကအဲ့ဒီအစီအစဉ်ကဆိုလို့ရှင်နဲ့ဒါခြားနားတဲ့ဟိုဂျူလာမီဒီယာနဲ့ပေါ့အလုကဘာအကြောင်းပေါ့နော်ဒါအမျိုးမျိုးအလွန်ထူးခြားစွာနဲ့ရှာဖွေသွားမယ့်အကြောင်းအရာတွေကိုဖော်ပြသွားမှာဖြစ်တယ်ပေါ့နော်ဒီအစီအစဉ်ရဲ့ဒီအင်တာဗျူးတွေကိုဆက်လက်ပြုလုပ်နေတဲ့အချိန်မှာဒါဒန်က အနာယူလို့တော့ကွာသူကဟုတ်ပြမဲ့နဲ့ပေါ့နော်ခဏအနာယူသူအပြင်ခဏထွက်သွားလိုက်တယ်ပေါ့နော်အဲ့ချိန်မှာသူဘာတွေ့လဲဆိုတော့ဒီအနက်ရောင် Ford Sedan ကားတစ်စီးရတဲ့လမ်းရဲ့တစ်ဖက်မှာရုတ်တရက်ပေါ်လာပြီးတော့ကွာပေါ်လာတာပေါ့တော့သူတွေ့လိုက်တယ်ပေါ့နော်အဲ့အနက်ရောင်ဝစ်စင်ထားတဲ့မြူသားကြီးတယောက်ကနော်ကားရဲနဲ့ဆင်းလာပြီးတော့တဲ့ဒဏ်ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေတယ်တဲ့ဟင်းကြောက်တော့ကြောက်ရှာရေနော်အေးဒဏ်ကအဲ့မှာသူကပြန်ပြောပြတာပေါ့နော်ဒါခဏလောက်သူကအဝေးကိုသူအကြည့်လွှဲလိုက်တယ်ပေါ့ကွာသူဒါကြည့်နေမှသူအကြည့်ထိလိုက်တယ်ပြီးတော့နောက်ပဲလှည့်ကြည့်တဲ့အခါကျတော့အကပျောက်သွားပြီလေကွာ เนาะไอ้ก้าเปี่ยวตั้วပြီးတော့เนาะอืมทุษันเนาะก้าเปี่ยวตั้วပြီးတော့တော့2นาทีလောက်အကြာမှာတန်းကဒီသူဒီခုနရှိုးထုတ်လို့တဲ့ဒီရိုက်ကူးရဲ့ TSC ကနေပြီးတော့သူကသတင်းရတယ်ဗောသူသတင်းသတင်းစိုးတစ်ခုသူကြားလိုက်တယ်ဟုတ်လားဒါမှမပြောလဲဆိုတော့ကျွန်တော်တို့ဟိုတဲ့ဒါရိုက်ကူးမှုကိုဆက်လက်လုပ်ရမှာမဟုတ်တော့ဘူးဗောနော်အစီအစဉ်ကိုပြက်ဖြတ်ပြီးပြီဗောဘယ်သူမှထုတ်လို့မှမဟုတ်တော့ဘူးဆိုပြီးတော့သူတို့ပြောခဲ့တာဆိုပြန်ပြောပြတာဒါကနေပြီးတော့ဟုတ် ဘာလဲအစိုးရမဟုတ်ပဲဒီထူးဆန်းတဲ့ဂျိုသားအဖွဲ့အစည်းတချို့ကသူတို့နောက်လိုက်လာတာလည်းပေါ့နော်အဲ့ဒီအဖြစ်အပျက်ကတကယ်သာဖြစ်တယ်ဆိုရင်ဒီအစိုးရနဲ့ဒီဂျိုသားအဖွဲ့အစည်းပူးပေါင်းတာရောဆိုလိုတယ်ဆိုလိုတာမဟုတ်ဘူးလားဒါဆိုရင်အနိုင်ရဝဲအမျိုးသားတွေကဒီတမရရဲ့ဇပွဲမှာပေါ်လာပြီးတော့ဟိတ်ဂျိုသားတွေရှာနေရက်လိုက်ဆိုပြီးပြောလိုက်ရင်ပြောပြောလိုက်တာမျိုးမဖြစ်ဘူးလားဒါမှမဟုတ်နောက်ဆုံးတင်းမှုတစ်ခုလည်းရှိသေးတယ်သူကအကောင်းဆုံးခြံထားခဲ့တဲ့မှတ်တမ်းတစ်ခုရရမယ်သိလားနောက်ဆုံးတွေ့ခွင့်မှုတစ်ခုပေါ့နော် เนาะအဲ့ပြောပြမယ်เนาะဟုတ်နောက်ထပ်ပဲเนาะပြောပြမယ်เนาะကောင်းပါပြီနောက်ထပ်ပါမယ်โอเคเนาะ2008ခုနှစ်အော်တိုဘားလာ14ရက်နေ့မှာတဲ့နိုင်ရဂရာရေဒီကွန်အနီးမှာပေါ့เนาะအဲ့မှာဖြစ်တာပေါ့เนาะသူအဲ့မှာပါလို့ဆိုဟိုပေါ့ Hotel Manager ရှိန်းဆိုပါနဲ့တဲ့ဟိုတယ်ရဲ့လုံခြုံရေးစောင့်ကြည့်တဲ့သူပေါ့လုံခြုံရေးပေါ့ security တွေပေါ့เนาะအဲ့သူတို့ကဟိုတော့ဟိုတယ်အပြင်မှာအကြီးစား3000ပုံ UFO တစ်စီးကိုမြင်တွေ့ခဲ့တယ်ဆိုပြီးသူတို့တရင်ပေးခဲ့တယ်အဲ့ဒီ phenomenon investigation team လို့ခေါ်တဲ့အဖွဲ့တစ်ဖွဲ့ကဒီဖြစ်ပျက်ကိုတဲ့ဒါစူးစမ်းလေ့လာခဲ့တယ်ပေါ့ကွာ ရတဲ့ဘက်အနေငယ်လောက်အကြာမှာတော့ဒါဟိုပေါ့အခြားမျက်မြင်သက်သေတုံးဦးရဲ့အဆိုအရပေါ့နော်အမြင်မသိတယ်တဲ့အနေရောင်ဝတ်ထားတဲ့အမျိုးသားနှစ်ဦးဟာတဲ့ဟိုတယ်ကိုလာရောက်ခဲ့တယ်တဲ့ဒီအနေရောင်အမျိုးသားတွေဟာတဲ့ဟိုတယ်ဝန်ထမ်းတွေကိုသူကဟိုမြင်လိုက်တာကဟိုတယ်ဝန်ထမ်းကြောက်သွားတာပေါ့နော်သူ့ကိုကြောက်တာပေါ့နော်ကြောက်ကြောက်ရင်စီပြီးတော့သူကအဲရှင်းဆိုပါနဲ့ဟိုတယ်လုံချုံကြီးအဆောင်ကိုသူလိုက်ရှာနေရတယ်သူတို့ကဟောလိုက်ရှာတာတဲ့အကန့်ကောင်းဆောင်နေပြီသူတို့နှစ်ယောက်ကအမဟိုတယ်မှာရှိမနေဘူးရှိနေကြအောင် အရှင်းဆိုပါကတော့ဒီဟိုတယ်လုံချွေးမှတ်တမ်းကိုသူပြန်ပြီးတော့ကြည့်ရပေါ့ကွာဒီ CCTV တို့မှတ်တမ်းနေရှိတယ်လေအဲ့လိုပြန်ပြီးတော့ကြည့်တဲ့အခါမှာတဲ့ဒီကင်မရာထဲမှာလူနှစ်ဦးကိုရိုက်ထားမိကြအောင်သူကတွေ့လိုက်တယ်တဲ့အဲ့အဲ့ဗီဒီယိုကလစ်ကိုပြမယ်နော်ကြည့်လိုက်အောင်နော်ကြည့်လိုက်အောင်နော် ကဲမျက်မြင်သက်သေတွေရတဲ့ဒါအနဲ့ရောင်တော့နော်ဝစ်ထားတဲ့ဒီဝစ်စုံတဲ့လူတွေနော်အုတ်ထုတ်အနဲ့ပေါ့နော်တူညီတဲ့မျက်နှာတွေပြီးလို့ရှိရင်ဒါအလွန်ဖျော့ပြီးတော့ဒါခုနောက်ရှေ့မှာကိုပြောရင်ပလတ်စတစ်လိုဖြစ်နေတယ်တို့ရအသားရည်တွေပေါ့နော်တော့မျက်ခုံးကလည်းမရှိဘူးမျက်တောင်မရှိဘူးနော်နောက်ကြီးမားတဲ့မျက်လုံးတွေနေပေါ့အရက်ရှည်ချောင်းသာသူတို့ပေါ်ပြခဲ့တယ်ပေါ့ကွာဒီဗီဒီယိုကလစ်ထဲမှာလည်းပါတယ်လေအဲ့ဒီယောက်ျားလေးနဲ့စကားပြောခဲ့တဲ့အမျိုးသမီးကအဲ့ဒီယောက်ျားလေးကသူမှတွေးနေအောင်တည်တယ်လို့သူကခံစားမိတယ်လို့ပြောတယ်ဒီစုံလိုက်တဲ့အမျိုးသမီးကပေါ့နော် ဒါ तू တွေးတဲ့အတွေးတော့မဟုတ်လူတွေသိရဆိုတော့ तू ပြန်ခန်းစားမိတယ်တဲ့ထူးတော်ထူးဆန်းတယ်နော်ဟုတ်တယ်อืมဒါ Men in Black ဒါရှီချောင်းကိုဒီဗီဒီယိုတက်တည်ပြရတာပေါ့နော်ဒါမှမဟုတ်လို့ရှင်ဒီဗီဒီယိုကအင်တာနက်လင်ညာမှုတက်တက်လာပေါ့နော်တရားရခိုင်တော့လူရိုးတသားပြောလို့ရလားอืมတက်ပြောပါဦးအဲ့ပါပဲစီပါတို့ကဒီတိုင်းပဲစီးပွားရေးတမဂျာမန်ပုံစံနဲ့တူနေတယ်ခုနကြည့်ရတော့ဆိုရင်လေကဲဒါဆိုလို့ရှင်မဲဝါဒီတိုင်းကိုဒါပုံမှန်မဟုတ်အောင်ကြီးနေတဲ့လူနှစ်ယောက်လိုပဲထင်တာလား ုံမှန်မောင်ရွယ်စားကြည့်နေလို့လားโอเคအမသူတို့ကြည့်လေကြည့်လေညီမကြည့်အမကြောင့်မကြည့်လိုက်အဘင်းမာလေးဖြတ်သွားကောင်းလေးတွေ့လားတွေ့ရတွေ့လားတူလားအမသူတို့နဲ့သူတို့ကိုကြည့်ရလေတူတူပဲလေဗီဒီယိုကနည်းနည်းလေးဝါးနေသလားတော့โอเคကဲအဲ့ဆိုရင်ညီမကြည့်အဘင်းမာကြည့်လားတယောက်အဲ့သူကြည့်လိုက်အမဟမ်ဒီကောင်လေးအဲ့ဒီကားဘေးမှာရက်နေတဲ့လူတယောက်အမ်အဲ့ဒီကားဘေးမှာရက်နေတယ်ဟုတ်တယ်အဲ့မတွေ့လားနော်သူကြည့်လိုက်လေကွာလေးတွေ့လားနော်သူတို့ဘေးမှာအမကြည့်လိုက်လေသူကတိတ်တိတ်လေးဖြစ်နေပြီလေအမဟုတ်တယ်နော် ဒါဆိုဘတ်ကတ်ဘောအားကစားသမားတွေကဂျိုးသားတွေလားကဲကဲကံကောင်းဆောင်တယ်ပဲဒါ UFO ဒါမှမဟုတ်လို့ကျင်ဂျိုးသားတွေတွေ့ဆုံမှုအခြေအနေဖြစ်ရအများစုอ่ะကွာပရမပုပ်ကိုအမြင်ရတက်တည်အများအနေနဲ့ပဲရှိပြီးတော့ခါကြတော့ဒီ man in black ကလည်းပေါ့နော်အဲ့လိုပဲကွာမခွဲခြားခဲ့ဘူးပေါ့နော်သူတို့ရှိသလားเนาะသူတို့ကတည်းကဒီအစိုးရတွေကလားလူသားတွေရောဟုတ်လားပေါ့အဲ့ဒီမိခွင်းတွေကဒါအဆုံးသက်စီမဲ့အရာကဒါ ဟိုကိုယ့်ရဲ့ယုံကြည်မှုပေါ်မှာမူတည်တယ်လေနော်တော့ဟိုကိုကိုတိုင်းအမြင်ကတော့ဒါသူတို့ကဂျူသားတွေဟုတ်ချင်းလဲဟုတ်မယ်ဟိုဒါပေမဲ့မျိုးသားစင်အဖွဲ့အစည်းတခုရှိနေပြီးတော့ဒီလိုအရာတွေကိုစီးမြတ်သတ်မှတ်ပြီးတော့လူလူရဲ့အကြာမှာအရန်ကြောက်ရွံ့မှုဖြစ်ပေါ်ခြင်းကိုထိန်းချုပ်နိုင်တယ်လို့သူယုံကြည်ကြရတယ်ဗောနော်ယုံပေးလို့ရတယ်ဒီ man black ကကြောင့်တကယ်အရာဖြစ်တယ်ဆိုတဲ့အချက်ကိုတော့လက်ခံပေးလို့ရပါတယ်ဒါပေမဲ့သူတို့ကဂျူသားတွေဆိုတာဖုံးကွယ်နေတယ်ဆိုတာရတိတ်ပြီးတော့လက်မခံခြင်းဘူးဘာလို့လဲဆိုရင်တည့်ရဲနော်ဒါမှမဟုတ်ရင်ဂျူသား နတ်ဆိုးတွေကိုတချို့အရာကြီးရှိသေးရယ်လေမဟုတ်ဘူးလားနော်အဲ့တော့အဲ့ဒီအရာကြီးရှိတယ်ဆိုရင်အဲ့ဒါကြီးကသိပ္ပံပညာရဲ့ဒီအစိပ်ပိုင်းဖြစ်တယ်ဆိုပြီးတော့ဒီအရာရဲ့နောက်ကမှာရှင်းပြချက်တစ်ခုရှိရမယ်လေအဲ့ဒါမှယုတ်တိသိရှိမှာမဟုတ်လားမှန်ပါတယ်ကို အခုအခုပြောပြတဲ့အထဲမှာလည်းကွာဒါကကိုယ့်ရဲ့ယုံကြည်မှုတစ်ခုမှမတူပြီးတော့သွားကြလေဒီ man နဲ့ black ကတကယ်ဟုတ်နေရလားဒါဟိုတဘာဝလုံးဖြစ်နေရလားလူရီယာပဲဖန်တီးထားတာလားဆိုတော့ဘောင်းလုံးတော့အများကြီးတွေးရမှာပဲเนาะအဲ့တော့ကိုရဲ့ဒီ answer gift ဆိုမှာကိုကဟိုကိုရဲ့ခေါင်းအောက်မှာပေါ့တော့ဖြည့်ရှင်းလို့မရတဲ့အကြောင်းရတယ်လေဒါပေမဲ့ခုနကကိုရောဒါခုန video clip လည်းသူတို့ပြထားတာရှိတယ်ဟိုကြည့်ရတယ်เนาะတကယ်ကိုသူတို့ကြာကြာပဲခုနပြောလို့မြခုံးရှိဘူးเนาะမျက်တောင်မရှိဘူးเนาะမျိုးလုံးကြီးကြီးနဲ့အရမ်းမြင့်မြင့်ကြီးနဲ့အသားကြီးနဲ့ဆိုတော့ဒါကြီးကလည်းဟိုပြောလို့တော့မရအောင်เนาะ ဲ့တော့ခါကျတော့ဒါကိုတို့ကငင်းလို့လည်းရတယ် မငင်းမင်းနဲ့လက်ခံလို့လည်းရတယ်အဲ့တော့ဖြည့်ရှင်းလို့မရအောင်အဲ့တော့ဒါအခုတို့ဒါဒီအကြောင်းသိတဲ့လူတွေပဲကိုယ့်ကိုယ်ပဲဆက်စဉ်းစားကြည့်ပြီးတော့ပေါ့နော်ဒါဘယ်ဟာကအမှန်ဖြစ်နိုင်မလဲတကယ်ဟုတ်လားမဟုတ်ဘူးလားဆိုတော့ဆက်ညင်းမှုပဲရှိတော့တာမဲဟောကတော့ဒုနဲ့ပဲစားချင်တယ်ဒုနဲ့ပြင်ကြည့်မယ်နော်တကယ်နော်အဲဟုတ်ပြီနော်အဲ့တော့ဖြည့်ရှင်းလို့မရတော့ဘူးနော်ဟုတ်ပါတယ်ကိုယ်ကိုယ်ပြပြပေးရနားထောင်လို့လည်းကောင်းပါတယ်နော်ညင်းလဲညင်းလဲရပါတယ်ဟုတ်ပါပြီဗျာကဲဒီတစ်ပတ်မှလည်းကျွန်တော်တို့ဒါဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာလေးတစ်ခုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပတ်ဒီမှလည်းဒီလိုပဲထူးခြားတဲ့ ဖြည့်ရှင်းလို့ရတဲ့အကြောင်းအရာမျိုးလေးကိုတင်ဆက်ပေးမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဆက်လက်ပြီးအားပေးပါအောင်ခင်ဗျာအားပေးပါရှင့်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာပါရှင့်